စွန်စားကျင်တဲ့ကံချေကဒီလူတွေရဲ့ဘဝကတကယ်ကိုကောင်းတာပဲနော်ခင်မပစ္စည်းတွေအများကြီးရှိကြတယ်ဟုတ်တယ်သူတို့မှာပစ္စည်းတွေတော့ရှိတာပေါ့ဒါပေမဲ့သူတို့ရဲ့လောဘကပဲသူတို့ရဲ့အကြီးမားဆုံးရန်တို့ပဲဒီလူတွေကတော်တော်လောဘကြီးကြတာဟာလောဘဆိုတာလူပဲဖြစ်ဖြစ်မျိုးပဲဖြစ်ဖြစ်တရိစံပဲဖြစ်ဖြစ်ဘသူစီမှာမဆိုရှိနိုင်တာပဲလေနင်ပြောတာလည်းမှန်ပါတယ်ငါစိတ်ထဲမှာတော့လူပြေကိုသွားပြီးတော့ပစ္စည်းတွေအများကြီးဝယ်လာခြင်းနဲ့ပြီးရင်နာဂလောကကအထူးခြားဆုံးမျိုးမလေးဖြစ်ခြင်းနဲ့ ဒါဆိုဘာရီစဉ်းစားနေတာလဲတွားချဆိုလေလူပြေကိုလက်ပတ်လို့လဲရတာပေါ့ဒါဆိုတွားချဆိုလူပြေမှာတဝါကြီးလက်ပတ်ပြစ်လိုက်အောင်မယ်နာကလောကကနေအပြင်ဘက်ကိုမထွက်ရတာကြာနေပြီအဲ့ဒီလိုနဲ့ကန်ချီကာနဲ့ဆူချီတာတို့နှစ်ယောက်ကလူပုံစံအမြန်ဆုံးပြောင်းလဲပြီးလူပြေကိုရောက်လာကြပါတော့တယ်သူတို့နှစ်ယောက်ကကြီးမားတဲ့ဈေးကြီးရဲကိုရောက်သွားပြီးအဝတ်အစားဖက်နက်နှဆွဲနဲ့တခြားပစ္စည်းအများအပြားကိုလည်းတွေ့လိုက်ရပါတယ်ပစ္စည်းတွေကိုမြင်တော့သူမတို့နှစ်ယောက်စလုံးကသဘောကျသွားကြတာပေါ့ ။ဆွချစ်တားကြီးဘာတွေဝယ်ကြမလဲကြည်စမ်းဒီမှာပြင်းစင်းတွေကဘာလို့ဒီလောက်တောင်များနေရတာလဲ။ဒီလူတွေရဲ့အဝတ်အစားတွေကလည်းဘလောက်တောင်လှလိုက်တယ်လဲ။အဝတ်အစားနည်းနည်းဝယ်ပြီးတော့ရှက်ဆက်ကြည့်ကြရအောင်။ဆွချစ်တားနဲ့ကန်ချီကားတို့နှစ်ယောက်ကဈေးကနေအဝတ်အစားအမျိုးမျိုးဝယ်ယူကြပါတယ်။သူတို့နှစ်ယောက်လဲပန်းရင်ဖနက်ဆိုင်ဒီဇိုင်းကိုလည်းရောက်သွားပြန်ပါတယ်။ညဖနက်တွေဘောဖနက်တွေနဲ့ဖနက်မျိုးစုံကိုလည်းအများကြီးတွေ့လာရပြန်ပါတယ်။မိမလလေးတို့ရေလာကြည့်ပါ ကျွန်တော်ဆိုင်မှာဖက်နှက်တွေအမျိုးမျိုးရှိပါတယ်။တခါပဲကျွန်တော်ဆိုင်ကပစ္စည်းကိုဝယ်လိုက်ပါ။နောက်ထပ်ထက်ကထက်ကလာဝယ်ခြင်းနေပါလိမ့်မယ်။ဆိုင်ရှင်ကဖိတ်ခေါ်လိုက်တဲ့အခါမှာတော့ကန်ချီကာကအာကျမကခြေောက်ကိုတိတ်မတုံတော့ဘာပြောရမလဲမသိဘူး။ဖက်နှက်တွေကိုကျမရဲ့အမိမဆီးရမှာလား။ဟင်မင်းဘာတွေပြောနေတာလဲမင်းမလားလေ။ကျွန်တော်နားမလည်ဘူး။ဘာမှမဟုတ်ပါဘူး။ကျမဖက်နှက်မလိုပါဘူး။ကျွန်တော်ဆိုင်ကပစ္စည်းကိုတခါလောက်ပဲဝယ်ကြည့်ပါ။သဘောမချရင်ပြောပါ။ ကဲပါကန်ချီကရဲ့သူဒီလောက်တောင်ပြောနေမှာတော့ယူလိုက်ကြရအောင်လူပုံစံပြောင်းတဲ့ခါဆေးလို့ရတာပေါ့အင်းကောင်းပြီလေယူလိုက်ကြတာပေါ့ကန်ချီကနဲ့ဆူချီတာတို့ကလှပတဲ့ဖနက်တွေကိုဝယ်ယူလိုက်ကြပါတယ်ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်လေပန်းရင်အီလက်ထရောနစ်ပစ္စည်းရောင်းတဲ့ဆိုင်ဘက်ကို ရောက်သွားပြန်ပါတယ်အဲ့ဒီမှာလဲလှပတဲ့မီးအိမ်တွေနဲ့မီးလုံအမျိုးမျိုးကိုတွေ့လိုက်ရပြန်ပါတယ်အဲ့ဒီအပြင် Bluetooth box တွေကိုလည်းတွေ့လိုက်ရပါတယ် ဟဲကောင်းလိုက်တာဒီမှာတချင်းဖွင့်လို့ရတယ်နာဂတချင်းဖွင့်ပြီးတော့နာဂလောကတစ်ခုလုံးကိုကာခိုင်းရမယ်နာဂလောကဆိုတာကတော့သူမတို့ရဲ့မွေလောကကိုပြောတာပါနင်ပြောတာမှန်တယ်ကန်ချေကဒါပေမဲ့လူတချင်းဖြစ်တဲ့မွေမာလေးကမယ်ကမယ်ဆိုတဲ့တချင်းကိုဖွင့်ရမယ်နော်အဲဒီနောက်မှာတော့ကန်ချေကနဲ့ဆူချီတာတို့ကပြည့်စည်တွေဝဲယူပြီးနာဂလောကကိုပြန်လာကြပါတယ် မွေလောကကိုရောက်တာနဲ့ကန်ချီကာကသူမယူလာတဲ့ဘလူးတုသ်ပေါက်တွေကိုဖွင့်ဖို့စူးစမ်းပါတော့တယ် အဲ့ဒီအချိန်မှာတော့တချင်းပွင့်မှုဖုံးမရှိဘူးဆိုတာကိုသူမကတတိယသွားပါတယ်။ဟဲဒီဆက်တွေကိုဘယ်လိုဖွင့်ရမှာလဲ။ကျမတို့မှလူသုံးနဲ့မိုဘိုင်းဖုံးမရှိဘူးလေ။အေးအဲ့ဒါမေးခဲ့တာပဲ။ပြန်သွားဝင်ကြရအောင်။ဒီနေ့တော့ဒီပစ္စည်းတွေကိုဂူထဲမှာပဲဝတ်ထားလိုက်ကြရအောင်။တရနေ့ရက်နေမှာပဲမိုဘိုင်းဖုံးသွားဝင်ကြတာပေါ့။ကန်ချေကာနဲ့ဆူချေတာတို့ကဘလူးတူတွေကိုဂူထဲမှာဝတ်ထားလိုက်ကြပါဗျ။ ရိုင်နှင်းငယ်ကြတဲ့အခါမှာတော့ကန်ချီကာကလူပြေကိုပြန်သွားပြီးမိုဘိုင်းဖုန်းတစ်လုံးဝယ်လိုက်ပါတယ်။တကယ်တော့ကန်ချီကာကလူသားတွေရဲ့ဘဝကို အများကြီးစိတ်ဝင်စားခဲ့တာပါ။ဒါကြောင့်မို့လို့လေမိုဘိုင်းဖုန်းသုံးတာကိုအစောပိုင်းကတည်းကတင်ယူထားခဲ့ပါတယ်။တို့မတို့ရဲ့မွေလောကမှာမိုဘိုင်းဖုန်းသုံးခွင့်မရှိတဲ့အတွက်ကန်ချေကာကမိုဘိုင်းဖုန်းမဝယ်သေးတာပဲဖြစ်ပါတယ်။ကန်ချေကာကမိုဘိုင်းဖုန်းအသက်ရတာနဲ့မွေလောကကို ရောက်လာပြီးဆွချေတာကိုဘလူးတုတွေအပြင်ထုတ်ခိုင်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့မြ мян ဆန်ဆန်ပဲ Bluetooth နဲ့တခြင်းတွေစာဖွင့်มาတော့တယ်။အိုးအိုးတခြင်းတွေကဘလောက်တောင်ကောင်းလိုက်လဲ။မင်းဘာလို့ငါ့ကိုကြည့်နေတာလဲ။ကတော့လေ။အင်းအင်းငါကနေပြီ။ငါကနေပါပြီ။ကန်ချေကာနဲ့ဆူချေတာတို့နှစ်ယောက်ကတို့မတို့ရဲ့မွေတဝက်လူတဝက်ပုံစံနဲ့ကခုံနေကြပါတယ်။ဒါပေမဲ့ Bluetooth ပေါင်းရဲ့အတန်ကြောင်းမွေလောကတစ်ခုလုံးတုံခါသွားပါတယ်။ဟေးနာကလောကကဘာလို့ဒီလောက်တုံခါနေတာလဲ။ ဘာတွေဖြစ်နေတာလဲတိုက်ခိုက်မှုတစ်ခုဖြစ်နေပြီထင်တယ်စစ်သားတွေအမြန်ပြင်းစင်ထားကြစစ်ပွဲရောက်လာပြီမင်းနဲ့အနေငယ်အတွင်မှာပဲကနေတဲ့ကန်ချီကာနဲ့စုချီတာတို့အနာကိုမွေလောကရဲ့မွေအားလုံးကစုဝေးလာကြပါတယ်မဝင်နေတဲ့ကန်ချီကာနဲ့ဆူချီတာတို့ကတော့ပျော့ပျော့ရွှင်ရွှင်ဆက်ကနေတော့မှာပဲအဲ့ဒီအချိန်မှာပဲမွေဘရင်ကြီးလည်းရောက်လာခဲ့ပါတယ်ဟဲ့မွေမတွေဒါကဘာဖြစ်နေတာလဲဘာလို့ဒီလောက်တောင်စုံညံ့နေတာလဲအခုဘာလုပ်နေကြတာလဲ ကနေတာလေတခြားဘာမှမလုပ်ပါဘူးငါမြင်နေလေဒါပေမဲ့ဘာလို့ကနေတာလဲကန်ချီကရေရက်လိုက်ပါအောင်မွေပြင်းကြီးရောက်လာပြီအဲဘသူပဲလာလာကပါစေသူတို့လည်းတူတူကချင်မှာပေါ့ဟာဘလို့လောက်ကရမှာလဲငါကမွေပြင်းလေနင်တို့ရက်လိုက်ကြစမ်းတောင်းတောင်းမှန်ပါတယ်မွေပြင်းကြီးအခုပဲကျမတို့ရက်လိုက်ပါမယ်ဒါကဘလို့ဖြစ်နေရတာလဲငါတို့ရဲ့မွေလောကမှာဒီခင်မီပစ္စည်းတွေကဘယ်ကနေဘလို့ရောက်လာတာလဲမင်းတို့ဘယ်ကယူလာကြတာလဲဒါဒါကဘလူးတူပါမွေပြင်း ဒါနဲ့ကျမတို့ကြိုက်တဲ့တခြင်းကိုဖွင့်ပြီးကကျင်တယ်လို့ကလို့ရပါတယ်။တိတ်ဆန်းငါမေးတာနင်ဘဲကယူလာတာလေအဲ့ဒါကိုပဲဖြေဆမ်းမှာ။ဖေရယူလာရမလဲမွေပြင်းကြီးရဲ့လူပြေကနေယူလာတာပေါ့။လူပြေမှာလူအားလုံးဒီလိုပဲကနေကြတာကို။လာလေဘီကြီးလဲကျမတို့နဲ့တူတူကလို့ရပါတယ်။ဟဲ့သူတို့ကကလို့ရမှာပေါ့။သူတို့ကလူတွေလေ။သူတို့ရဲ့အချိန်အများစုကဒီအလကားပစ္စည်းတွေနဲ့ပဲအချိန်ကုန်နေတာ။မင်းကမွေမလေးကန်ချီတာ။ဒီလိုခလေးဆန်တဲ့အပြုတ်မှုတွေဘယ်လိုလုံနိုင်နေတာလဲ။ ဖခင်ကြီးကလည်းကျမမှလည်းနှလုံးသားရှိပါတယ်။ကျမကိုကျမမွေးပုံစံအတက်တစ်မျိုးဖန်တီးခြင်းနဲ့အရင်ကမရှိခဲ့ဘူးတဲ့မွေးပုံစံတစ်မျိုးပေါ့။ငါတိုင်းပြည်မှာကအေးအေးဆေးဆေးထိုင်းနေတာပါရဲ့။နေ့ရပစ္စည်းကြောင့်နာဂလောကတစ်ခုလုံးတုံခါသွားပြီးငါ့ကိုကြီးမားတဲ့အန်ဒီယာတစ်ခုကျူးကျော်လာတယ်လို့ထင်ခဲ့ရတယ်။အခုငါစစ်ပွဲအတွက်ပြင်ဆင်နေပြီ။ဒါပေမဲ့စစ်သားတွေကဓာရီဖြစ်နေတာကိုပြောပြလို့ဒီလိုလာခဲ့တာ။ဘယ်အန်ဒီယာမှတော့မလာပေမဲ့ဒီပစ္စည်းတွေကရောက်လာတယ်။ကျမရဲ့ချစ်လက်စွာသောမွေးညီကိုမောင်နှမတို့ ဒီနေ့အစပြီကျမတို့အားလုံးဒီတဲ့ချင်းနဲ့ကကြမယ်။ကန်ချေကရဲ့စကားကိုကြားတော့မွေလောကရဲ့မွေအားလုံးကအယမ်းကိုစိတ်လှုပ်ရှားသွားကြပါရဲ့။ကန်ချေကကဘလူးတုမှာမွေတဲ့ချင်းကိုထပ်ဖွင့်လိုက်တော့မွေအားလုံးတဲ့ချင်းတန်ကိုကြားပြီးပျော်ရွှင်စွာကခုန်ကြတော့တာပေါ့။ခုနစိတ်ဆိုးနေတဲ့မွေပြင်ကြီးတော်မှာဘလူးတုကတဲ့ချင်းတန်ကိုခံစားနေပါရဲ့။အဲ့ဒီနောက်တော့မွေပြင်လည်းမှုဝင်ပြီးလိုက်ကပါတော့တယ်။ဟေးဟေးဘလောက်တောင်ကောင်းလိုက်လဲ။ဘာလဲငါ့ကိုဘာလို့ကြည့်နေရလဲ။ ကနေတဲ့မွေပြင်ကိုမမြင်ဘူးလားလဖဲစမ်းမနည်းနည်းခွာပြီးကစမ်းမဒီလိုနဲ့ရက်တွေကုံဆုံးသွားပါတော့တယ်အဲဒီနောက်မှာတော့ကန်ချီကာကနေတိုင်းလူပြေကနေပစ္စည်းတစ်ခုမဟုတ်တစ်ခုယူလာပါတော့တယ်နာကလောကမှာနေထိုင်တဲ့မွေတွေကြားမှာသူ့ရဲ့တီးခြားပုံစံတစ်ခုကိုဖန်တင်နေပါတယ်နောက်ဆုံးတော့ငါကအားလုံးရဲ့မျက်စိထဲမှာတောက်ပတဲ့ကျယ်ဝင်ဖြစ်လာပြီပဲငါနဲ့တူတဲ့သူနာကလောကမှာဘယ်သူမှမရှိဘူးငါကအထူးခြားဆုံးအကောင်းဆုံးနဲ့အသက်လွင်ဆုံးပုံစံပဲ နာဂလောကတစ်ခုလုံးကနေလူပြေတိအရာရာကိုသိတာငါတယောက်တည်းပဲငါကဒီခေတ်ရဲ့အကောင်းဆုံးမွေမှာပဲတခါတည်းကန်ချီကဟာလူပြေမှာသွားရောက်လဲပန်းနေတတ်ပါတယ်မော်တော်ဆိုင်ကယ်နဲ့သွားနေတဲ့သူတွေကိုတွေ့တဲ့အခါသူမကစဉ်းစားပါတော့တယ်ဒီလူတွေကဘဲသွားသွားဒီမော်တော်ဆိုင်ကယ်ကိုတုံးကြတယ်ငါတို့ကျတော့ဘဲသွားသွားငါတို့ရဲ့အမိကိုဆွဲပြီးဓမ္မမို့ကိုကိုကိုဆွဲပြီးသွားရတယ်ဒီတစ်ခေါက်တော့နာဂလောကကိုမော်တော်ဆိုင်ကယ်ယူသွားရင်ဘယ်လိုနေမလဲနာဂလောကမွေအလုံးကိုမော်တော်ဆိုင်ကယ်နဲ့လိုက်ပို့ပေးမယ် အဲဒီနောက်တော့ကန်ချီကာကမော်တော်ဆိုင်ကယ်အယောင်ပြခန်းကိုရောက်သွားပြီးမော်တော်ဆိုင်ကယ်ဝယ်ရမယ့်လုပ်ငန်းစဉ်တွေကိုမေးမြန်းပါတော့တယ်။အချက်လက်တွေရတာနဲ့ကန်ချီကာကနာဂလောကကို ပြန်သွားပြီးဆူချီတာနဲ့တိုင်ပင်ပါတော့တယ်။ဆူချီတာအခုငါနာဂလောကကိုမော်တော်ဆိုင်ကယ်ယူလာတော့မယ်။ဒါပေမဲ့အဲ့ဒါကငါတို့မျိုးတွေအတွက်ဘလို့အကျိုးရှိမှလဲကန်ချီကာရဲ့ငါတို့ကဘယ်နေရာပဲသွားကျင်သွားကျင်တွန့်လှိန်ပြီးသွားလိုက်လို့ရနေတာပဲလေ။ဟဲ့ဘယ်နေရာသွားသွားတွန့်လှိန်ပြီးသွားဖို့လိုအပ်တာလား။ငါမော်တော်ဆိုင်ကယ်ယူလာတော့မယ်။ ပြီးတော့ငါရဲ့ခြေောက်တွေကိုတွန့်လိန်သွားရင်လည်းပျက်စီးမခံနိုင်တော့ဘူး။อืมနင်ပြောတာလည်းမှန်တာပါပဲ။တော်ရဲကိုသွားရင်စူးရဲအများကြီးစူးတယ်။တခါတလေဆိုအယမ်းနာတာပဲ။ကိစ္စမရှိပါဘူး။ငါနားလဲပါတယ်။အဲ့ဒါကြောင့်ကိုငါဆိုင်ကယ်ယူလာတော့မယ်။တိတ်မကြခင်ပါပဲ။ကန်ချီကာကမွေလောကကို မော်တော်ဆိုင်ကယ်ယူလာပြီးနာဂလောကတစ်ခုလုံးကိုလူပုံစံနဲ့ဆိုင်ကယ်တစည်းနဲ့လှည့်ပတ်နေပါတော့တယ်။ကန်ချီကဆိုင်ကယ်စီးတာကိုမြင်တာနဲ့မွေအားလုံးကသူ့ရဲ့ဆိုင်ကယ်ပေါ်ကိုတက်ဖို့လာကြပါတော့တယ်။ သူမကလည်းတယောက်ပြီးတယောက်ဆိုင်ကယ်ပေါ်တင်ပြီးလိုက်ပို့ပေးပါတော့တယ်။အဲ့ဒီအကြောင်းကိုမွေပြင်းကကြားသွားပါတော့တယ်။ကန်ချေကာကလည်းသူမရဲ့ဆိုင်ကယ်နဲ့အတူနန်းတော်ကိုဆင်ခေါ်လိုက်ပါတယ်။ကြည့်ပါဦးမွေမလေး။မင်းရဲ့ဒီပုံစံအတိတ်ကကောင်းပါတယ်။ဒါပေမဲ့အခုတော့နည်းနည်းလွန်လာပြီနော်။မင်းညောင်မွေရီအကောင်လုံးကလူလိုဖြစ်ချင်နေကြပြီ။လူတွေရဲ့ဘဝနဲ့မွေရီရဲ့ဘဝကမတူဘူး။လူတွေကလူတွေကိုအတူယူရင်ကိစ္စမရှိဘူး။ဒါပေမဲ့ငါတို့မျိုးတွေကလူတွေကိုအတူယူရင်ဘယ်လိုလုပ်မလဲ မင်းရဲ့ပုံစံအတဲကြောင့်ဒီမှာအကုန်လုံးဒုက္ခရောက်ကုန်တော့မယ်။ထားမှန်ပါတယ်ပြင်းကြီး။ဒါပေမဲ့ကျမကဘယ်လူသားကောင်မှအတွေ့ယူနေတာမဟုတ်ပါဘူး။ကျမကကိုယ့်ရဲ့ပုံစံအတဲကိုကိုယ်တိုင်ဖန်တီးနေတာပါ။မင်းရဲ့အဲ့ဒီပုံစံအတဲကြောင့်မွေအားလုံးကလူပြေကိုသွားပြီးအဲ့ဒီကပစ္စည်းကရိယာတွေယူလာပြီးလူတွေလိုဖြစ်ချင်နေကြပြီ။ဒါကမမှန်ဘူးနော်။ဆွတ်ချစ်တာနင်းသိတယ်မဟုတ်လား။ငါကမွေမရဲ့ပုံစံအတဲတစ်မျိုးပဲလေ။လူပြေကိုမသွားဘူးဆိုရင်ငါရဲ့ဒီအိမ်မက်တွေကမပြည့်မြောက်တော့ဘူး။နင်ဘာတွေစိတ်ပူနေရလဲ။ငါရှိတာပဲလေ တကယ်လို့နင်းထွက်သွားရင်နှစ်ယောက်စလုံးနှင်းထုတ်ခံရတဲ့အခါလူပြင်းမှာတက်တောင့်တက်တာနေလို့ရတာပေါ့ဆွေချေတားရဲ့စကားကိုကြားတော့ကန်ချီကာကပျော်ရွှင်သွားပြီးသူ့တငယ်ချင်းကိုပွေဖွဲ့လိုက်ပါတယ်အဲ့လိုနဲ့သူမကမွေလောကကနေလူပြေကိုလျှို့ဝှက်စွာဆက်လက်သွားလာနေပါတော့တယ်တရက်မှာတော့သူမရဲ့စိတ်ထဲမှာမော်တော်ဆိုင်ကယ်ဆေးပြတဲ့နောက်လေးဘိန်ကားမောင်းကျင်စိတ်ပေါ်လာပါတယ်ဒါပြင်လူပြေမှာမဟုတ်ပဲမွေလောကမှာပါမောင်းကျင်စိတ်ဖြစ်ပေါ်လာပါတော့တယ် ဒေါ်မရဲ့စိတ်ကူးတွေကိုစဉ်းစားရင်อืมကားကိုတော့ယူလာမှာပဲမွေလောကကိုယူလာမှာပဲဒါပေမဲ့မွေပြင်းကိုဘယ်လိုပြောရမလဲငါမွေလောကကိုကားယူလာရင်မွေတွေကိုတပြိုင်တည်းမှာပဲတနေရာတွေကိုပို့ပေးလို့ရတယ်ဒါပေမဲ့ပြဿနာကမွေပြင်းငါကားကိုလက်ခံမှာမလားအဲ့လိုစဉ်းစားလိုက်ပေမဲ့ဒေါ်မရဲ့စိတ်ကတော့နားမထောင်ပါဘူးလူပြေကနေကားတစ်စီးဝယ်ယူလာပြီးမွေလောကကိုယူဆောင်လာပါတော့တယ် အဲ့ဒီနောက်သူမရဲ့ကားကိုတောအလယ်မှာကြီးမားတဲ့တရက်တွေနဲ့ဖုံးအောင်ပြီးဝှက်ထားလိုက်ပါတယ်။ဒေလိုနဲ့တရက်မှာတော့မွေလောကကကိုဝင်ဆောင်မွေမတကောင်ကို ရှင့်တကောင်ကဆွဆွရွရွဒံရရစေခဲ့ပါတယ်။ဒံရကပြင်းထန်တာကြောင့်မွေမကနာဂလောကရဲ့ဈေးရုံကိုသွားဖို့အားမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာကန်ချေကရောက်လာပြီးကိုဝင်ဆောင်မွေမကို သူ့ကားထဲမှာမြင်းမြန်ဆန်းဆန်းထိုင်ခိုင်းလိုက်ပါတယ်။ဈေးရုံကိုလိုက်ပို့ပေးပြီးဈေးကူတာပေးလိုက်ပါတယ်။ ကန်ချီကာရဲ့အကူအညီနဲ့ကိုဝင်ဆောင်မွေမနဲ့သူမရဲ့ကလေးလေးတို့ကအသက်ချမ်းသာရာရသွားပါတယ်။မွေအားလုံးနဲ့အတူမွေဘီရင်ကြီးကဆေးရုံကိုရောက်လာပါတော့တယ်။ဟေးမွေမလေးငါကမင်းတို့ရဲ့မွေဘီရင်လေငါရဲ့စကားကတန်ဖိုးရှိတာလားမရှိတာလားမင်းကလူပြေကိုမသွားဖို့ငါတားမြစ်ခဲ့တယ်။ဒါမဲ့မင်းကလူပြေကိုသွားခဲ့ရုံမကလေးဘင်းကားကိုပါတဲလာခဲ့တယ်။အဲ့ဒါဘယ်ကနေဝယ်လာတာလဲ။တောင်းမှန်ပါတယ်မွေဘီရင်ကြီး။ကျမအယမ်းမသွားပါဘီ။ ကျမကိုမွေလောကကနေနှင်ထုတ်ချင်ရင်လည်းနှင်ထုတ်လို့ရပါတယ်။ကျမဘာမှမရှင်းပြတော့ပါဘူး။မဟုတ်ဘူးမဟုတ်ဘူး။ငါတို့မင်းကိုနှင်ထုတ်မှာမဟုတ်ဘူး။ဒါပေမဲ့မင်းရဲ့ဒီပုံစံအစ်တကြောင့်ကိုဝင်ဆောင်မွေမနဲ့သူ့ရဲ့ကလေးကအသက်ချမ်းသာရရသွားတယ်။ဒါကြောင့်မင်းကိုလူပြေကိုထတ်သွားဖို့ခွင့်ပြုပါတယ်။ဒါပေမဲ့တခုတော့တရေထားပါ။ပုံစံအစ်တရဖို့အတွက်မင်းရဲ့တည်ရှိမှုကိုမဆုံးရှုံးပါစေနဲ့။မင်းကမွေမတကောင်မှာမွေမရဲ့တာဝန်တွေရှိတယ်။ဘယ်တော့မှလူဖြစ်မသွားပါစေနဲ့။ ပြီးတော့အမြဲတမ်းတတိယပါမင်းကအလိုလျောက်ပုံစံပြောင်းနိုင်တဲ့မွေးမတကောင်ဖြစ်ပြီးကိုပိုင်ဖြစ်တည်မှုရှိတယ်ဒါကြောင့်ဘယ်တော့မှလူတွေကိုအတူယူပြီးကိုကိုကိုမပြောင်းလဲပါနဲ့မွေပြင်းကြီးရဲ့စကားကိုကန်ချီကာကကောင်းစွာနားလည်သွားပါတယ်လူပြေကိုသူ့ရဲ့အသွာပြန်တွေပြန်လည်စတင်ခဲ့ပါတယ်အချိန်နဲ့မျှကန်ချီကာဟာနဂလောကကိုပစ္စည်းအသစ်တွေနဲ့ရင်တွေထပ်ယူလာနေပါတယ် ဒါပေမဲ့သူဘယ်တော့မှသူ့ရဲ့မွေမဘဝကိုမမေ့တယ်လို့လူသားပြည့်အပြည့်အဝပြောင်းလဲဖို့လေဘယ်တော့မှမစ조사ခဲ့ပါဘူး။ကံချေကားကိုအားကြတဲ့လူတစ်ယောက်ကလည်းလူပြေကိုရောက်သွားခဲ့ပါတယ်။အာနောက်ဆုံးတော့ငါလည်းလူပြေကိုရောက်လာပြီ။ငါလည်းကြည့်ရသေးတာပေါ့ဒီလူတွေဘာလုပ်ကြလဲ။ဟာညီကိုဘာဖြစ်လို့လဲဘာလို့ဒီလောက်စိုက်ကြည့်နေတာလဲ။ဒီဒီမှာမင်းရဲ့ပါဇက်ကတွဲထွက်နေတယ်။လာလာငါမင်းကိုဆရာဝန်စီခေါ်သွားပေးမယ်။ဟာအကို ဘာလုပ်နေရလဲကျွန်တော်လက်ကိုလွှတ်လိုက်ပါဦးကျွန်တော်ကွန်းစားထားတာပါမဟုတ်ဘူးမင်းဘာစားထားတယ်လို့ထင်နေတာလဲဒါမဲ့မင်းမသိတာကမင်းမှပြင်းထန်တဲ့ယောဂါရှိနေပြီပါးစပ်ကသွေးတွေထွက်နေတယ်လာပါလာစမ်းပါဟာကိုကျွန်တော်ကိုလွှတ်ပါကျွန်တော်ကိုလွှတ်ပါကျွန်တော်ကိုဘယ်ခေါ်သွားနေတာလဲလွှတ်ပါကျွန်တော်ကွန်းစားထားတာပါမဟုတ်ဘူးမင်းကွန်းစားထားတာမဟုတ်ဘူးလာပါငါမင်းကိုဆေးကန်းလိုက်ပို့ပါမယ်မင်းပါဇက်မှာသွေးတွေထွက်နေပြီပြောမရတဲ့အဆုံးမှာတော့မွေလောကကလူရဲ့ပါဇက်တဲကိုလူပြေကလူကကွန်းရထည့်ပေးလိုက်ပါတော့တယ် ဟာညီကိုရေအရသာတော့ကောင်းသားပဲဆိုပြီးထွေးထုတ်လိုက်တဲ့အခါမှာတော့အနီအောင်အရေတွေကိုတွေ့လိုက်ရပါတယ်။အာငါပါစက်လဲသွေးတွေထွက်နေပြီ။ငါလဲပြင်းထန်တဲ့ယောဂါရနေပြီ။အလာကဲရောမူပါ။အာငါလူပြေကိုမလာတော့ပါဘူး။မွေးမလေးကိုပဲလာခိုင်းမာတော့မယ်။ငါတော့သွားတော့မယ်။